ားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့ကတော့ကျွန်တော်တို့အညာထမင်းဆိုင်တိုင်းမှာမဖြစ်မနေမပါမနေเนาะမထက်မနေဖြစ်တဲ့ကျွန်တော်တို့စိတ်သွေးခဲနဲ့မကြီးရွက်အဆက်ချက်ကလေးကိုချက်ပြပေးမှာပဲဖြစ်ပါတယ်ဒါကျွန်တော်ဒါဆိုလို့ရှိရင်ဒါအညာမကြီးရွက်စစ်စစ်ပေါ့เนาะဒါကကြတော့လေအညာစိတ်သွေးခဲလေးပါเนาะအပါဝင်ပစ္စည်းလေးတွေပြောပြရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ ကြက်သွန်ဖြူလေးပါမယ်ငပိပါမယ်ပေါ့နော်ငပိဘာကြောင့်ထည့်ရတာလဲဆိုလို့ရှိရင်မကြီးရွက်ကိုအသုံးပြုမှာဖြစ်တဲ့အတွက်ငပိထည့်ရခြင်းပါနော်အနှစ်ရစီဖို့အတွက်ကတော့ခဲအညင်သီးလေးနှလုံးပါမယ်နောက်တစ်ခါကျတော့ဒီမှာအညာကြက်သွန်လေးနှလုံးပါပါမယ်နော်အဲကျန်နာဘာကြီးရထွေဒီကာလီလေးကတော့စားချုံမုတ်ငရုတ်သီးနော်စီပေါ့နော်အဲ့ဒါတွေတော့ထည့်ပြီးတော့ပြောမနေတော့ပါဘူးအဲပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်တို့ကဒီမှာစိတ်သွေးကလေးတွေကိုအဲအနေတော့ လှလှပပလေးတုံးမယ်ပေါ့နော်အစိမ့်သွေးကြရကြနူးညံ့ပါတယ်အမဲနဲ့မတူပါဘူးနော်အမဲသွေးကြရကြတော့မမာလေးပေါ့နော်စိတ်သွေးကြရကြတော့နည်းနည်းပြော့တဲ့ဘက်ကိုပါပါတယ် အဲအခုလိုလေးလှိပြီးသွားပြီဆိုတော့ကျွန်တော်တို့ကအရသာလေးတွေထည့်ပြီးတော့နေပါမယ်နော်စားလေးထည့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကထုံးစံတိုင်းပဲအချိုမုံလေးထည့်ကြအောင်ဆောင်မယ်။အဲဆောင်ပြီးသွားပြီဆိုလို့ရှိရင်ဒါလေးကိုအရသာလေးတွေနှံ့သွားစေဖို့အတွက်ကကျွန်တော်တို့ကရွရွလေးပေါ့နော်ရွရွလေးအရန်ကျန်းလို့မရပါဘူး။အဲရွရွလေးနဲ့ကျွန်တော်တို့ကဒါလေးကို းနည်းပေးလိုက်ပါမယ်ကဲအရသာလေးတွေလည်းစိတ်ဝင်သွားအောင်နည်းပြီးသွားပြီဆိုတော့ဒါလေးကိုကျွန်တော်တို့ကခဏနှက်ထားမယ်အဲ့ဒီအချိန်မှာလုံးချက်ကလေးဖြစ်တဲ့အတွက်ဟင်းအိုးလေးကိုပြင်လိုက်ပါဦးမယ်နော်ခန်းကျင်သီးလေးကတော့ကျွန်တော်တို့နှလုံးပါပဲနော်ချက်သွင်းလေးထည့်မယ် ပြီးသွားတော့ကြက်သွန်ဖြူလေးထောင်းထားတာထည့်ပါမယ်နော်ကြက်သွန်ဖြူကအရင်ကြီးမများပါနဲ့အဲ့ဒါလေးပြီးသွားရင်နော်ဒီမှာငပိလေးထည့်ပါမယ်နော်ထည့်ပြီးသွားရင်အဆက်လေးလည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကငေယုတ်ပြီးခွဲချမ်းလေးထည့်ပါမယ်ပြီးရင်နော်အယောင်တင်လေးပို့လို့ပါတာလည်းလိုက်ပါမယ်စနုံမုံလေးလည်းထည့်လိုက်ပါတယ်နော်အဲ့လေးပြီးသွားရင်တော့ကျွန်တော်တို့ကစီလေးထည့်ပါမယ် စီပြန်ဖြစ်တဲ့အတွက်ကျွန်တော်က CO ပို့သုံးပါမယ်အဲ့ဒါလေးပြီးသွားရင်တော့ရေလေးတစ်စက်ထည့်လိုက်ပါမယ်ကဲအားလုံးပြီးသွားပြီဆိုတော့စပြီးတော့တဲပြီးပေါ့ဗျာ ဒါလေးကိုကျွန်တော်တို့ကခန်းကျင်သေးလေးလေးလိတ်ကွေးသွားအောင်လုံးပါမယ်နော်။ပြန်အုပ်ထားလိုက်ပါမယ်နော်။ဘယ်အခုဆိုလို့ရှိရင်တော့အမင်းတဲ့တိုင်းမဲ့နော်ခန်းကျင်သေးလေးတွေကလုံးဝပျောက်သွားပြီးလိတ်ကွေးသွားပြီးစီလေးပဲတစ်ချောက်ချောက်လေးဖြစ်လာပြီဆိုတော့ကျွန်တော်တို့ကစိတ်သေးကလေးထည့်လိုက်ပါမယ်နော်။ ဆက်ပြီးရင်လည်းကျွန်တော်တို့ဖောက်ဖွာလေးပေါ့နော်အဲ့လိုလေးမှုကြည့်ပါမယ်ဒီလေကျွန်တော်ခဏလေးထားလိုက်ပါမယ်နော်။အဲစိတ်ကလေးလေးထည့်ပြီးလို့ခဏလေးကြာသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီထဲကိုမကြီးရက်ကလေးတွေထည့်ပါမယ်နော်။ မဒရက်လေးထည့်ပြီးရင်လည်းအဲ့လိုပဲကျွန်တော်တို့ကဖောက်ဖွာလေးနဲ့နှံ့သွားအောင်လေးကျွန်တော်တို့မှုပြပါမယ်နော်ဒီလိုတော့မဆွတ်သေးဘူးပေါ့နော်ဒါနဲ့ထားလိုက်ပါဦးမယ်။အဲမကြွက်လေးထည့်ပြီးတော့ခဏလေးကြာလာတဲ့ခါမှာတော့ကျွန်တော်တို့က ေးလေးဆွတ်လိုက်ပါမယ်နော်ရေကိုကြတော့လေဒါအများကြီးမဟုတ်ဘူးနော်မကြည့်ရကလေးနူးလောက်အောင်လေးတင်ကျွန်တော်တို့ကအဲအဲ့လောက်လေးထည့်လိုက်ပါမယ်အဲခဏနေဆိုရင်တော့ကျွန်တော်တို့ဘယ်နေထားလေးနဲ့စားချက်စပွဲဖြစ်လာမယ်ဆိုတော့လဲစောင့်ကြည့်ပြပါဦးနော်ကဲအခုဆိုလို့ရှိရင်တော့ ရွှေဝါရောင်အစင်းရှိတဲ့အညာမကြီးရွက်ကလေးနဲ့အညာစိတ်သွေးကဲအဆက်ချက်စီပြန်လဲရပြီပေါ့ဗျာလို့အရမစားပြပါအောင်ရှင့်ကဲဒီနေ့ချက်ပြတာလေးကတော့ကျွန်တော်တို့မကြီးရွက်နဲ့နော်စိတ်သွေးကလေးကိုအဆက်ချက်စီပြန်လေးချက်လိုက်ပါတယ်ခင်ဗျာအဲဒီဘက်ကကြတော့အဟင်းချိုအတွက်ကကြတော့ကျွန်တော်တို့ဘူးရွက်ဟင်းချိုလေးကိုလောက်ထားပါတယ်နော်ကဲကျွန်တော်ကလည်းခေါ်ပါတယ်အားလုံးစားကြပါအောင်ခင်ဗျာ सुचुली छे छे भी ông này mà có mưa là số số là gì vậy đó ông này đậu quá hoặc là hình như đi toàn bua mà nó mất ta học ngon nè à. mà cho nó xia chả đó nó mà, mà chưa cả à chơi này nhỉ à. anh này có phải có bao တို့လေးရမ်းကြရမ်းခဲဒီဟင်းကိုဘဲဘဲလေးကမကြိုက်လို့မလို့ပါမလာတာပါခင်ဗျာခင်ဗျားတို့ဘဲဘဲလေးကရမ်းချေတာပဲ 哈他问他哪来的？ အဲတွင်းနေအောင်လောလန်ထစားလေးလေးပေါ့ဟိုဒါနဲ့လုံးဝကရွင်းပေါက်သွားတယ် ဲအခုလိုမျိုးကျွန်တော်တို့ဒူကြီးနှစ်ယောက်အားရပါရစားတယ်လို့မျိုးလေချက်စားကြတယ်ဆိုလို့ရှိရင်လည်းချက်နည်းအပြစ်ဆုံးလည်းရှေးပိုင်းမှာတင်ပေးထားတာဖြစ်တဲ့အတွက်အခုလိုလေမကြီးရွက်နဲ့နော်စိတ်သွေးကလေးကိုအဆက်ချက်စီမံလေးချက်စားကြည့်ပါလို့ပြောရင်းနဲ့ကျွန်တော်နဲ့ဆူဆူလေးကနေပြီးအားလုံးကိုနှုတ်ဆက်ပါတယ်ခင်ဗျာ